This video filmed by security guards in the Louvre shows Lupia Gaga ဇုံကျုံရေးအဆောင်တွေရိုက်ကူးထားတဲ့ရုပ်သံဖိုင်တစ်ခုမှာတပြားနှစ်ယောက်ဟာပိုးတဲ့ယတနာတွေယူပြီးထွက်ပြေးသွားကြတာကိုရိုက်ကူးထားပါတယ်။သူတို့ကပြင်မာရက်ထားတဲ့ဆက်လေးကကားတစ်စီးနဲ့ အကူပြန်ဆင်းသွားကြပြီးရဲတွေရောက်မလာခင်စက္ကန့်ပိုင်းလိုမှာပဲစကူတာနှစ်စီးနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပြရိုက်ထဲမှာချက်ပေးသက်နှွေမီလာပြီးပြရိုက်ထဲကလူအုပ်ကြီးကထိတ်လန့်ကြအပြင်ပြေးထွက်ခဲ့ကြပါတယ်။ဓမြတွေဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ပေါ်တယ်မှာတော့လုံချုံရေးအဆောင်တအူးကသူ့အလုံးဆောင်ဝင်ချိန်တွေ့ကြုံတာကိုပြောပြခဲ့ပါတယ်။ on était trois à ce moment-là euh, à ce niveau de la galerie အဲ့ဒီချိန်မှာပြခင်းရဲ့အဲ့ဒီအထက်မှာကျမတို့၃ယောက်ရှိနေခဲ့ပြီးကျမတို့အရန်ကိုစန်းတန်းစုညံတဲ့အတန်ကိုကြားပါတယ်ကျမတို့ဘာသာမှမသိကြပဲဧည့်သည်တယောက်ယောက်ဒေါသထွက်နေတာများလားလို့ထင်ခဲ့မိတယ်ဒါကတ냐တိုင်းမှုဆိုတာကိုတပြိုင်နက်တည်းနီးပါသဘောပေါက်သွားခဲ့ကြတယ်ဒီတော့စက္ကမိုင်းတွင်းမှာပဲကျမတို့လူတိုင်းကိုပြကန်းနေကနေဘေးလူရရွှေပြောင်းပေးခဲ့ပြီးညများတွေတခြားခန်းတွေတဲကိုမဝင်နိုင်အောင်သက်သွဲထားတဲ့တကားအလုံးကိုပိတ်လိုက်ပါတယ် ဒပြတိုက်မှုက9မိနစ်မပြည့်ခင်မှာပဲပြီးဆုံးခဲ့ပါတယ်။မနက်9:34မိနစ်မှာလူနှစ်ယောက်ကပထမတက်ကိုတက်သွားခဲ့ပါတယ်။မနက်9:35မိနစ်မှာသူတို့ကမှန်ကိုခွဲပြတိုက်ထဲကိုဝင်ပြီးလဝိယတနာတွေကိုပြသထားတဲ့ဗီဒီယိုတွေကိုဖျက်ခဲ့ကြပါတယ်။ဒီရဲလုံကြုံရေးကျွမ်းကျင်သူတို့က လူပြရာရဲ့စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုကြည့်ရှုပြီးရခဲ့ပါတယ်။ That the glass case protecting the jewelry was solid. CCTV မှတ်တမ်းတွေမှာတွေ့ရတာကတော့လဝိယတနာတွေကိုထည့်ထားတဲ့မှန်ပြီးတော့ကခိုင်ခံ့ပါတယ်။ဓမြတွေကကြောက်စက်နဲ့တခြားကိရိယာတွေကိုလည်းတုံးခဲ့ကြတယ်။ပြီးတော့ဝါယာဝတ်စုံတဲ့တယောက်ကအပေါက်တစ်ပေါက်ဖောက်နိုင်ခဲ့ပြီးမှန်ကိုတထောင်နဲ့တွတ်လိုက်တာပါ။မနက်9:36မိနစ်မှာလုံခြုံရေးအဆောက်အအုံနှစ်ယောက်ကဂျာဝင်ဟန်တာဖို့ချင်းကပ်သွားပေမဲ့ ကြ བྱ ားတွေမှာလက်နက်တွေပါလာမှာကိုကြောက်လို့နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ကြ བྱ ားတွေကအခြားဗီဒီယိုတွေကိုဆက်ပြီးဖျက်ခဲ့ကြပါတယ်။သူတို့တွေကတယောက်ကလဝိရဏတွေကိုဆွဲယူအိတ်ထဲကိုထည့်တာကိုကျွန်တော်တို့တွေ့ရပြီးနောက်တယောက်ကတော့ပို့ပြီးအခက်ခဲတွေ့နေခဲ့ပါတယ်။ရပီကစားသမားတယောက်လိုမှန်ဗီဒီယိုကိုပခုံးနဲ့တိုက်ခဲ့ရတာကိုတွေ့ရပါတယ်။ ်မနက်9:38မိနစ်မှာဒုညနေရောက်ဟာပြာခန်းထဲကနေပြန်ထွက်ပြေးသွားခဲ့ပါတယ်။ရှေဟောင်းယူနနာတွေပြုတ်ကျသွားပြီးသူတို့ကပြန်ကောက်ယူခဲ့ကြပါသေးတယ်။ဒီကြပြားတိုင်မှုမှာလူလို88တန်းဖို့တန်ကျေးရှိတဲ့ဖိုးတဲ့ယတနာတွေပတ်သွားခဲ့ပြီးလေရကြတဲ့အထီးလန်ဓမြတွေကိုဖမ်းမမိသေးပဲဆက်လက်စုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်ရှင်။